ကျွန်တော်တို့ကမက်ထရစ်မဟုတ်ဘူးနိုင်ငံပွဲစဉ်တွေအပြီးမှာတော့ဥရောပလိပွဲစဉ်တွေပြန်နေစတင်ပါပြီ။အစောဆုံးကြည့်ရှုရမယ့်ဥရောပလိထိပ်တန်းပွဲစဉ်တစ်ပွဲကတော့ဘာကာနဲ့အိုဆာဆူနာတို့ရဲ့လာလီဂါပွဲစဉ်ပါပဲ။ဒီပွဲပြီးနေ့ရက်ကြရင်ဘာကာဂျီရိုနာနဲ့ကစားရမှာဖြစ်တာကြောင့်နိုင်ငံကပွဲစဉ်တွေအပြီးနားကျင်ကောင်းကောင်းမရပဲပွဲပန်းမှုရှိနေပါပြီ။ဘာစီလိုနာအသင်းဒီလို82နာရီမပြည့်တဲ့အချိန်အတွင်းနှစ်ပွဲကစားရမယ့်အပေါ်ဘာကာနီးပြဟန်စီဖလစ်ကတော့ခုလိုပြောကြခဲ့ပါဗျ။ရီယယ်မက်ထရစ်က82နာရီတောင်မရှိတဲ့အချိန်အတွင်းနှစ်ပွဲကစားဖို့ညင်းခဲ့တာလား။ ဒီတော့ကျွန်တော်တို့ကရောကျွန်တော်တို့ကဘာစီရိုနာပါရီယယ်မရစ်မဟုတ်ပါဘူးကျွန်တော်တို့ကဘာကဖြစ်နေလို့အရန်ကုန်ယူမိပါတယ်၃ရက်အတွင်းနှစ်ပွဲကစားရမယ်ဆိုတော့ကိစ္စမရှိပါဘူးဒါကအမှန်တရားပါပဲဒါကိုကျွန်တော်တို့လက်ခံရပါမယ်ကျွန်တော်တို့ဒီပွဲစဉ်တွေကိုစားရမှာပါပဲဒါကိုကျွန်တော်တို့ပြောင်းလဲလို့မရပါဘူးကလပ်ကပြောင်းလဲလို့မရပါဘူးကျွန်တော်တို့ကစားစရာရှိရကစားရမှာပဲစင်ကြယ်တွေပေးနေလို့မရပါဘူး နိုင်ငံတကာပွဲရေးကြောင့်ပွဲပန်းလာတဲ့ကက်တလန်သားတွေဟာပွဲချက်တွေကိုစင်ကြင်မပေးဘဲအကောင်းဆုံးကြော်ဖြတ်နိုင်မလားဆိုတာတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာဆုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။